ချွေရုံမျက်နှာပုံနဲ့ချိန်စာတင်အရုပ်ကိုမွေးစားမိလိုက်တဲ့ကောင်လီဂျိုရှင်ရဲ့ပထမပိုင်းစဝင်ကန်းလေးမှာဆန်တော်ပြင်ယောက်ျားဖြစ်သူအလုပ်ပြန်နောက်ကြတဲ့နေ့လိုင်စာဟာသူ့ရဲ့သားလေးချုကိုအဲ့ရဆော့ဆော့တိတ်လိုက်ပြီးတော့အဲ့ရဝင်ခဲ့ပေမဲ့တင်းတို့တော့သူ့ရဲ့သားရဲ့ကလေးမှာသူ့သားကိုမတွေ့ရတာကြောင့်လှရှာခဲ့ပါရင်နောက်တော့သူ့ရဲ့သားမိဖို့ကန်းထဲမှာပုံနေတာကိုတွေ့လိုက်ရပေမဲ့သူမနောက်ကနေတကိုးရီကရောက်လာပြီးသူမရဲ့ခေါင်းကိုပန်းအိုးနဲ့ရိုက်ကထွက်ပြေးသွားခဲ့ပါရင်အဲ့ဒီမြင်ကွင်းကိုလန့်သွားတဲ့ကျူပါလေအဲ့ဒီအချိန်ကစာလို့စကားမပြောတော့ဘဲသူပြောချင်တာတွေကိုစာရွက်ထဲမှာပဲရေးပြတာမျိုးတွေရှိပါရင် ။လိုင်စာကတော့ကောင်းထိပ်ပြီးကလေးကညာတိုင်းအဲ့ဒီဖြစ်ရဲ့ဆိုးကိုပဲဇက်တိုက်6လက်နဲ့အိမ်မက်တွေပဲညင်နေကြပါလိမ့်။ဒါကြောင့်မလို့ဆရာဝန်ကတော့သူတို့နှစ်ယောက်စလုံးအတွက်ကိုစိတ်တွေပြန်အစင်ပြီးတော့အောင်ကြီးလက်ဒေတာကိုခီးထွက်ဖို့အကြံပေးခဲ့ပါလိမ့်။ဒါကြောင့်မလို့တာမိတာဖာ၃ယောက်ဟာလေကြေးလက်ဒေတာကအေးအေးတာအင်္ဂလိပ်တလုံးစီကိုထွက်လာခဲ့လိုက်ပါရင်နောက်တော့တောအုပ်ထဲကိုလည်းပတ်ရင်လည်းပြုပြင်မှာမဟုတ်လို့ပိတ်ထားတဲ့လှပတဲ့ဆန်ရင်းတလုံးစီကိုရောက်သွားခဲ့ပါရင်အဲ့ဒီအချိန်ကျူးဟာလေတောအုပ်ဘက်ကနေခေါ်တန်ကိုကြားလို့သွားကြည့်တဲ့အခါမှာနေကြီးတစ်ဖက်ပြုတ်ထားတဲ့ရှီဟောင်းကျွေယိုတစ်ခုကိုတွေ့လိုက်ရပါရင် တဖက်မှာတော့လိုင်စာတို့လင်မယားကဂျူးပြောင်းနေမန်းကိုတီးသွားတော့ရှာဖို့ကိုလုံးနေခဲ့တဲ့အချိန်မှာပဲဂျူးကတော့ဗရန်လို့ခေါ်ရဲခွနကအယုတ်ကိုယူပြီးတော့ပြန်လာခဲ့ပါတယ်။ဒီလိုနေပဲသူတို့ဟာလည်းအယုတ်ကိုပါအဲ့ဒီတားစီကိုခေါ်ယူပြီးတော့ပြန်လာတဲ့အခါမှာအယုတ်ထဲမှာဧည့်တယ်မခေါ်ရဘူး။အဲ့ခဏလေးပုံမြင်ပြောရမယ်။တချင်းဖွင့်ထားပေးရမယ်။အရေးကြီးဆုံးကတော့သူ့ကိုတယောက်ထဲမှာထားခဲ့ရဘူးဆိုတဲ့စီမင်းစည်းကမ်းစာရွက်ကလေးကိုပါတွေ့ခဲ့ရတယ်။ အရင်ကမှဆိုတော့ပြလိုက်စားကတော့အခန်းထဲကနေထွက်လာတဲ့အချိန်မှာပန်တွေကနေအယုတ်ကသူမဘက်ကိုကြည့်နေတာကိုမြင်တော့လန့်ပြီးတော့ပြန်ပြီးတော့လှဲကြည့်ခဲ့ပေမဲ့အယုတ်ကတော့ငကိုအတိုင်းကိုပဲရှိနေခဲ့ပါ යි ။နောက်တနေ့မှဆိုတော့ပြင်တတရရက်ကိုဝစ်စားထားတဲ့အယုတ်ကိုကျူးကတော့စန္ဒယာထိုက်တီးပြနေတာကိုမြင်တော့လိုင်စားကတော့အယုတ်ကိုတတရရက်ဝေပေးထားတဲ့သူ့ရဲ့သားကိုချီးကျူးပေမဲ့ကျူးကတော့သူ့လိုပေးထားတာမဟုတ်ကြောင်းပြပြခဲ့ပါ යි ။ဒီလိုနဲ့ပဲလိုင်စားထွက်သွားတဲ့အချိန်မှာတော့အယုတ်ကကလီဘက်ကိုကြည့်နေတာကိုကျွန်တော်တို့ကတွေ့ခဲ့ရပါ යි ။ ော်တနေ့မှာစင်တော်ပြင်းလိုက်စာရဲ့ကျုပ်ရဲ့ brand နဲ့အတူတောအုပ်ထဲကိုလမ်းလျှောက်ထွက်ရင်း brand ကိုမြုပ်ထားခဲ့တဲ့နေရာမှာ brand ရဲ့အဝတ်အစားတွေနဲ့အခေါက်ကိုပါတွေ့ခဲ့ရပါပြီ။အဲ့ဒီအချိန်မှာခွေးတဲ့ကောင်ကလည်းလာဟောင်းနေပြီးတော့ခဏနေတော့ခွေးပိုင်ရှင်ဂျိုးဆက်ရောက်လာတဲ့အကြောင်းမိတ်ဆက်ကြပါပြီ။နောက်တော့ဂျိုးဆက်ကကျုပ်ရဲ့လက်ထဲက brand ကိုမြင်ပြီးတော့တခုခုပြောချင်နေခဲ့ပါပြီ။ခွေးကလည်းအယုတ်ကိုအဆက်မပြတ်ကိုဟောင်းနေခဲ့ပါပြီ။ ိမ်မရောက်တဲ့အခါမှာဘရန်အပေါ်ကိုဂျူးကတော့အာရုံအရင်ရောက်နေတာနဲ့ဘရန်ရဲ့ဝေစာနဲ့ကိုမှအခေါင်းကြီးကိုတောအုပ်ထဲမှာတွေ့လိုက်ရတာကြောင့်လန်ဂျာကတော့အဲ့ဒီအယုံနဲ့ပတ်သက်ပြီးသူမသဘောမတွေ့ခဲ့တဲ့အကြောင်းကိုမှယောက်ျားဖြစ်သူကိုပြောပါရင်ဒါပေမဲ့လို့သူ့ရဲ့ယောက်ျားကသူ့တို့သားလေးကအခုမှပျော်ရှင်လာတာကိုမြင်တော့ဒီတိုင်းပဲလွတ်ထားလိုက်ဖို့ကိုအကြံပေးပါရင်နောက်တော့ဂျူးရဲ့အခန်းထဲကနေစကားပြောတဲ့နေကြတော့လင်မယားနှစ်ယောက်ကလည်းသူ့တို့သားလေးစကားပြန်ပြောပြီးဆိုပြီးတော့ပြောသွားခဲ့ကအခန်းထဲကိုဝင်သွားခဲ့ပါရင် ပြီးတော့သား brand နဲ့ကိုစကားပြောနေတာလားဆိုပြီးတော့မေးလိုက်ပါရင်သူကတော့ဆိုင်ရက်ပေါ်မှာဟုတ်တယ်လို့ရေးပြလိုက်ပြီးခနကတွေးတဲ့ခွေးเจ้าကိုပြောနေတာလို့ထပ်ရေးပြလိုက်ပါရင်ပြီးတော့ခွေးကို brand ကသဘောမချဘူးလို့လည်းရှင်းပြလိုက်ပါရင်မိဘတွေဟာသူတို့သားလေးတာမန်ကလေးတဘာဝအယုတ်တွေနဲ့စကားပြောရင်စော့လိုက်ရပါဆိုပြီးတော့လွတ်ထားပေးခဲ့ပါရင်ညာဘက်ရောက်တဲ့အခါမှာလိုင်စာကတော့အိမ်မက်ဆိုးတွေထပ်မက်ပြန်ပြီးတော့ဒီတစ်ခါတော့သူ့ရဲ့သားလေးကျူပါအယုတ်မျက်နှာပုံတက်ထားတာကိုအိမ်မက်မက်ခဲ့ပါရင်နောက်နေ့ရောက်တဲ့အခါမှာသူ့ရဲ့သားက brand အတွက်ကိုစီကန်းချက်တွေစာရွက်ကိုထပ်ပြီးတော့ရေးပြပါရင် အဲ့ဒီအထဲမှာ brand ကိုမိသားစုတစ်ပိုင်းဝိုင်းထဲမှာတူတူစားဖို့ရယ်တက်တက်ရရက်လေးဝယ်စားပေးဖို့ရယ်စားရတွေကထပ်ပြီးတော့ပါဝင်လာပါတယ်။လိုင်စာတို့ကလည်းအပြောတဘောလောက်ပဲတဘောထားလိုက်ပြီးတော့လက်ခံပေးလိုက်ပါတယ်။နောက်ပိုင်းမှာဆန်တော့ပြင်ဂျူးရဲ့အရန်ကိုမှကြိုက်တဲ့ဝက်ဝက်အယုံလေးစုပ်ခဲခံထားရတာကိုလိုင်စာတွေ့လို့သူ့ရဲ့သားကိုသွားမိတဲ့အခါမှာသူ့ရဲ့သားက brand လောက်ထားတာဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လိုင်စာကတော့မယုံပဲအယုတ်ကိုအပြစ်ပုံချတဲ့အတွက်သူ့ကိုသူ့ရဲ့အခန်းထဲမှာပဲ brand မပါပဲတယောက်တည်းနေခိုင်းခဲ့ပါတယ် လိုနဲ့ခဏနေတဲ့အခါမှာအယုတ်ပဲရှိနေတဲ့အခန်းထဲကနေ TV ပွင့်လာလို့လိုက်စားကလည်းဂျူးစားနေရဆိုပြီးတော့ထင်ကသွားပြောခဲ့ပါ යි ။ဒါပေမဲ့လို့ဂျူးကတော့ဒီအခန်းထဲကနေဘယ်မှကိုမထွက်ခဲ့ဘူးဆိုပြီးတော့ရှင်းပြပါ යි ။အဲဒီနောက်သူမပြန်လာတဲ့အခါမှာခုနက TV ရှိတဲ့အခန်းထဲကအယုတ်ကသူမရဲ့အခန်းထဲကခုံပေါ်ကိုရောက်နေတာကိုမြင်တော့လိုက်စားကလည်းအယုတ်နဲ့ပတ်သက်ပြီးတော့အရန်ကိုမှလန့်သွားခဲ့ရပါ යි ။ကမ္ဘာဆောင်တော်ဖြင့်သူမရဲ့စိတ်အခြေအနေကြောင့်ထင်အောင်ထင်မှားပဲတွေးမိနေတာလားဆိုပြီးတော့သူမကိုသူမကလည်းတန်တရားဝင်နေခဲ့ပါ යි ဒါလိုနဲ့ပဲနေရက်တွေကြာလာတာနဲ့အမျှဒုတိယကတော့ brand ကိုပဲသွားလိရကိုခေါ်သွားခဲ့ပြီးတော့အာယွန်ဆိုင်လုံးနေရာအကြောင်းမိဘတွေကလည်းစိတ်ပူလာပါပြီ။ဒါကြောင့်မလို့သူတို့ပြနေတဲ့ကုထုံးဆရာဝန်ကိုလက်မကြည့်လိုက်တဲ့အခါမှာတချို့သောလူနာတွေမှာအယုတ်တွေနဲ့ရင်းနှီးမှုရပြီးသူဟာသူစိတ်ဝေဒနာကိုကုစားသွားနိုင်တာမျိုးတွေရှိလို့ဒီတိုင်းပဲစောင့်ကြည့်ထားလိုက်ဖို့ကိုပြောခဲ့ပါပြီ။နောက်ထပ်စောင့်ဝင်ခန်းမှာတော့ channel မှာ June brand တို့ကရှိနေတော့မယ်သူခွေးပြလို့ဆိုပြီးတော့ Joseph ကရောက်ရှိလာခဲ့ပါပြီ။ အရင်နောက်မှာတော့ဂျိုးဆက်ကလည်းပဇက်ကနေတစုံတစ်ခုကိုပြောတော့မှအဲ့ဒီအချိန်မှာလေလိုင်စာရောက်လာပြီးခွေးချောင်းတို့ဘာမှမသိဘူးဆိုပြီးတော့ပြောလိုက်ပါဂျိုးဆက်ဟာပြန်ဖို့ကိုလောက်ခဲ့ပေမဲ့မပြန်ခင်အယုတ်ကိုကြည့်နေခဲ့ပါရင်ဒါတနေ့မနက်မှဆန်တော်ပြင်လိုင်စာဟာအယုတ်ရဲ့ခြေဘဝမှာတွေ့လိုက်ရတဲ့ကုတ်နံပါတ်ကိုလိုင်းပေါ်မှာရန်ရှာကြည့်လိုက်ပေမဲ့ဘာမှကိုမတွေ့ရပါဘူး။နောက်တော့သူသားရဲ့ပုံစွဲစာအုပ်ကိုယူကြည့်မိတဲ့အခါမှာတော့ brand ရဲ့ပုံစွဲတချို့နဲ့သူတို့စကားချင်းပြောထားတဲ့စာသားတွေရဲ့နောက်တော့ခွေးတစ်ကောင်ကိုရရဲ့ဆက်တက်ထားတဲ့ပုံရံနဲ့ နောက်ဆုံးမှာတော့သူတို့လင်မယားကိုရဲဆက်ဆက်တန်းတန်းကိုအပြစ်ခံရတဲ့အချိန်ဂျူကတော့ဘေးမှာရဲကြီးနေတဲ့ပုံရိပ်ကိုတွေ့လိုက်ရတော့စိတ်လွှဲရှားသွားခဲ့ပါပြီ။ညစာထမင်းစားတဲ့ဝိုင်းမှာတော့မကြခင်ဒီအင်ကိုသူတို့အမျိုးတွေလာလည်းမဲ့အကြောင်းကိုပြောပြတော့ဂျူကတော့ဘရန်ကဧည့်တင်မလာရတဲ့စီတန်ထုတ်ထားတဲ့လေးဆိုပြီးတော့ရှင်းပြပါပြီ။ဒါပေမဲ့လို့လိုင်စာကတော့အယောဒီယုတ်ကဒီအင်ကိုစိတ်ကလာတတ်မှတ်လို့မရဘူးလေဆိုပြီးတော့ပြောတဲ့အခါမှာဂျူကတော့ဘရန်စိတ်တုန်နေပြီလို့ရှင်းပြလာပါပြီ။လိုင်စာကတော့တိမခန့်နိုင်တော့တာကြောင့်မိဖို့ကြောင့်လည်းကထွက်လာခဲ့ပါပြီ။ နောက်တော့ဝုံတိုင်းနဲ့အတန်တွေကြားလိုက်ရတာကြောင့်သွားကြည့်တဲ့အခါမှာထမင်းစားကန်တစ်ခုလုံးပြောင်းဆက်နေတာကိုတွေ့လိုက်ရတယ်။သူကတော့ brand ကိုစိတ်တူအောင်တောင်းမလို့နဲ့ဆိုပြီးတော့ပြောသားပေးဆိုပြီးတော့ရေးပြလိုက်က brand နဲ့အတူသူ့ရဲ့အခန်းစီကိုပြန်သွားလိုက်ပါတယ်။နောက်တော့လိုင်စာရဲ့ယောက်ျားကသူရဲ့ပုံဆွဲစာကိုကဲကကြောက်စရာကောင်းတဲ့ပုံတွေကိုကြည့်ပြီးတော့ဒီပုံတွေကဘာမှအဓိပ္ပာယ်မရှိတဲ့အကြောင်းလိုင်စာကိုပြပြလိုက်ပါတယ်။ဒါပေမဲ့လို့စာအုပ်ထဲမှာခွေးတင်နေတဲ့ပုံတွေသူတို့လင်မယားတင်နေတဲ့ပုံတွေမရှိတော့တာကိုတွေးလိုက်ရတာကြောင့်လိုင်စာကလည်းအော်တော့ပါတယ်။ သူမကလည်းဒီစာအုပ်ဟာအပြင်ပဝင်းကျင်နယ်များဆက်ဆက်နေမလားဆိုပြီးတော့ပြောတဲ့အချိန်မှာသူ့ရဲ့ယောက်ျားကတော့သူမပြောတာတွေကိုလက်မခံတဲ့အတွက်စကားများနေပါ යි ။နောက်ပြီးတော့သူ့ရဲ့ယောက်ျားကသူမထင်အောင်ထင်မှားဖြစ်နေတဲ့ကိစ္စတွေဆိုပြီးတော့ဆွဆွဲပါ යි ။နောက်တနေ့မနေ့မှဆန်တော့ပြင်ဂျိုးဆက်ဟာလည်းတောအုပ်ထဲမှာသူ့ရဲ့ခွေးတွေဟာရဲဆက်ဆက်အသက်ခံရတာကိုတွေ့လိုက်ပါ යි ။တဖက်ကတော့လိုင်စာတို့ဟာလည်းဂျူးပြောင်းနေတာကိုသိလိုက်ရတော့လိုင်ရှာရင်နဲ့ဂျိုးဆက်နဲ့တွေ့တော့ဂျိုးဆက်ပါကူရှာပေးခဲ့ပါ යි ။နောက်တော့ဆိုင်နီးတဲ့ကိုလာချရင်လည်းလိုင်စာတရားကြောက်စရာကောင်းတဲ့အခန်းတစ်ခန်းထဲမှာထိုင်နေတဲ့ brand ကိုတွေ့လိုက်ရပါပြီ ခဏနေတော့အခန်းတောင်းကနေအယုံမျက်နှာပုံဝစ်ထားတဲ့ဂျူးကိုပါတွေးလိုက်ရပြီးမျက်နှာပုံကိုချက်လိုက်တဲ့အချိန်မှာဂျူးကတော့သူ့မကိုတောင်းမယ်စကားပြောခဲ့ပါတယ်။သူ့ဖေတို့ကလည်းရောက်လာတဲ့အခါမှာသူ့ဖေကိုပါထပ်ပြီးတော့တောင်းမယ်စကားပြောပါတယ်။နောက်တော့သူတို့လေးယောက်ဟာပြန်ထွက်လာတဲ့အခါမှာပဲသူ့မကဒီရင်အကြောင်းဂျိုးဆက်ကိုမေးလိုက်ပါတယ်။ဂျိုးဆက်ကတော့ဟိုးရင်နှစ်တွေကလေးကဒီရင်ကြီးမှာစိုက်ကိုဖောက်ဖောက်နေတဲ့ကောင်လေးတစ်ယောက်နဲ့မိဘတွေနေကြောင်း တရက်မှတော့ကောင်လေးကစိုက်ကိုဖောက်ပြီးတော့ကောင်မလေးတယောက်ကိုတက်ပစ်လိုက်ကြောင်းနဲ့တခါမှတော့ကောင်လေးကလည်းမျက်နှာမီးလောင်သွားတဲ့အကြောင်းမီးလောင်တန်ရာကြီးကိုဖုံဖို့မျက်နှာဖုံးဆုပ်ခဲ့ရာကြောင်းအဲ့ဒီမျက်နှာဖုံးကလည်းခုနှစ်ကဂျူးဆွတ်ထားတဲ့မျက်နှာဖုံးဖြစ်ကြောင်းကိုပြောပြပါဘာ။နောက်ဆုံးမှဆန်တော့ဖြစ်မိဘတွေဟာကောင်လေးကလူတွေကိုအန်ရီပေးလာတာကိုစိုးရင်လာပြီးတော့ကောင်လေးကိုလည်းသူတို့ကိုကိုယ်တိုင်တက်ပစ်ခဲ့ရကသူတို့ကိုသူတို့လည်းအဆုံးစီရင်ခဲ့ကြောင်းပြောပြပါဘာ။ထူးဆန်းစွာနဲ့ပဲအဲ့ဒီကောင်လေးရဲ့နာမည်ကတော့ Brahma ။နောက်ထပ်ဆက်ဝင်ကမ်းမဆန်တော့ဖြစ်သူတို့အိမ်ကိုအမျိုးတွေကရောက်လာပြီးကလေးတွေက channel မှာစောကြပါဘာ။ အဲ့ဒီထဲမှာမှာအသက်အကြီးဆုံးလည်းဖြစ်အနိုင်ကျင့်တဲ့ဒေဝီကဂျူးကိုအယူလို့ခေါ်ပြီးတော့ဘရန်ကိုလည်းရိုက်ဖို့ချင်းချောက်တော့ဂျူးကတော့ဘရန်ကိုစိတ်တူအောင်မလုပ်ဖို့ဝီကိုတာပါရင်ဒါပေမဲ့လို့ဝီကတော့နားမထောင်တာကြောင့်ဂျူးကတော့ဘသူအားကပူကောင်းလဲဆိုပြီးတော့ဆမ်းမယ်ဆိုပြီးတော့အောက်ထုပ်ကိုလွန်ဆွဲခဲ့ကြပါရင်အဲ့ဒီလိုနဲ့လွန်ဆွဲတဲ့အချိန်မှာပဲဂျူးကတော့ဘရန်ကိုတစ်ချက်ကြည့်ပြီးလက်ကိုလွတ်လိုက်တဲ့အတွက်ဝီဒီယောကတော့နောက်ပြန်လဲကြကမြူကြီးမှထောင်နေတဲ့ငုံနဲ့ပခုံးကိုထုတ်ချင်းပေါက်ထုံပြီးသွားပါရင်ဒါကြောင့်မလို့ဝီကိုစိတ်ယုံတင်လိုက်ရပါရင်ညာဘက်ရောက်တဲ့အခါမှာသူ့ရဲ့သားဂျူးကသူ့ကိုဘရန်ကဆိုင်ကြီးထဲမှာနေစေခြင်းတဲ့အကြောင်း အရာကိုမင်းလက်မခံရင်မင်းတို့ကိုနာကျင်စီအောင်လို့လုပ်မယ်လို့သူ့ကိုချင်းချောက်ထားကြအောင်အမေဖြစ်သူကိုရှင်းပြပါရည်။လိုင်စာကတော့သူ့ရဲ့သားကိုဘယ်သူမှထိခိုက်အောင်မလုပ်စေရပါဘူးဆိုပြီးတော့နှစ်သိမ့်ပါရည်။နောက်တော့သူမဟာအယုတ်ရဲ့ကုတ်ကိုပြောင်းပြန်ထည့်ကြည့်လိုက်ပြီးတော့လိုင်ပေါ်မှာရှာကြည့်တဲ့အခါမှာတော့အယုတ်ရဲ့တမိုင်းကိုရှာတွေ့ပါရည်။အယုတ်ကိုမွေးစားတဲ့သူတိုင်းနောက်ဆုံးမှတည်ဆုံးခဲ့ရအကြောင်းကိုတွေ့ပြီးတော့တစ်ဆက်တည်းမှာပဲအယုတ်ပိုင်ရှင်တွေဟာလူတက်မှုတချို့ကိုလည်းကျူးလွန်ခဲ့ကြောင်းနဲ့သူတို့ကိုအယုတ်ကလောက်ခိုင်းလို့ပါဆိုတာမျိုးတွေကိုပြောခဲ့ကြပါရည်။ ဒီဘက်မှာတော့လိုင်စာရဲ့ယောက်ျားဟာဒီနေရာအကြောင်းကိုရင်းနေတဲ့သူတယောက်စီကနေပြီးတော့ဆန်ရင်ကြီးရဲ့နောက်ဆုံးပိုင်ရှင်ဟာစစ်ရူးဖောက်သွားကြောင်းနဲ့အဲ့ဒီသူကဂျိုးဆက်ပဲဖြစ်ကြောင်းတိလဲရရတဲ့အချိန်မှာအင်ကိုမင်းမင်းပြေးလာပါတယ်။ဒီဘက်မှာလည်းလိုင်စာဟာဂျူးပြောက်သွားလို့လိုက်ရှာရင်းနဲ့ဂျိုးဆက်ရောက်လာပြီးသူမကိုတနေ့နဲ့ချိန်ထားခဲ့ပါတယ်။နောက်မှဆွေးနွေးဖြင့်ဂျိုးဆက်ဟာလည်းအစစ်အစစ်ပေါ်မှာပြက်စီးနေတဲ့ဘရန်ရဲ့အစိတ်ပိုင်းတွေကိုပြန်ဆက်စီခဲ့တဲ့သူဖြစ်နေမှန်းသိရပါတယ်။အရင်နောက်မှာတော့လိုင်စာဟာဂျိုးဆက်ကိုဖျောင်းယူရင်းနဲ့ပတ်ပြီးနှစ်ချက်လောက်ကိုကြွေးကအင်ဂျင်စီကိုအယူတစ်ပိုင်းပြီးသွားပါပြီ။ အဲ့ဒီအချိန်မှာတော့အယုတ်ရဲ့ထိန်ချုပ်မှုအောက်ကိုရောက်နေတဲ့သူမရဲ့သားကသူမတက်ပြဖို့ကိုတနေတဲ့ချိန်ထားခဲ့ပါပြီ။ဒါပေမဲ့လို့အဲ့ဒီအချိန်သူမယောက်ျားကရောက်လာပြီးနောက်ကနေအယုတ်နဲ့ကောင်းကိုထုလိုက်လို့ရိုက်ချတဲ့အတွက်ဂျူရဲ့ထိန်ချုပ်မှုကလွတ်သွားခဲ့ပါပြီ။ဂျူဆက်ကလည်းရောက်လာခဲ့ပြီးတော့အယုတ်ရဲ့ကြွေကောင်ကွဲသွားတာကိုမြင်လိုက်ရကခဏနေတော့ဂျူမင်းနဘုံအောက်ကတကယ်နဲ့ဆိုးမျက်နှာနဲ့ဘရန်ကပြန်ထလာခဲ့ပြီးတော့ဂျူဆက်ကိုလည်းအရင်ဦးဆုံးတက်ပြလိုက်ပါပြီ။နောက်တော့ဂျူဟာလည်းဘရန်ကိုခြိတားခဲ့တာကြောင့်ဘရန်ရဲ့ထိန်ချုပ်မှုကိုပြန်ရောက်သွားတဲ့ပုံပေါ်နေခဲ့ပါပြီ။ ဒါပေမဲ့လင်းနောက်ဆုံးမှာတော့ဂျူးဟာလည်းအယုတ်ကိုအနောက်ကနေမိဖို့ကြီးရဲ့ကိုပြစ်ထည့်လိုက်ပြီးတော့ပြဖြစ်သွားစေခဲ့ပါတယ်။အဒီဖြစ်ရဲ့ဖိပြီးသွားတဲ့နောက်မှာဆိုတော့ပြင်သူတို့ဟာလည်းအရင်မျိုးအဟောင်းကသူတို့အင်ကြီးစီမှာပြန်လည်ပြီးတော့ပြောင်းရွှေ့နေထိုင်ပြီးအငယ်လူမျိုးပြောင်းရွှေ့တဲ့ဘဝကိုပြန်ရသွားခဲ့တဲ့ပုံပေါ်နေခဲ့ပါတယ်။ဒါပေမဲ့လို့တညမှာဂျူးဟာလည်းရုပ်တရက်ကိုထလာပြီးတော့ကျွရွတ်မင်းနှပုံးကိုဝစ်စင်ကဝမ်းနေစွာနဲ့ပရိမင်းကိုမွေးစားလိုက်တဲ့အင်အစ်တကလူတွေကမင်းရဲ့စီကန်းတွေကိုလိုက်နာနေသူတွေရောမင်းအင်အစ်တမှာပြောင်းနေမှာပါဆိုပြီးတော့ပြောရင်းနဲ့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ရပါတယ်။ အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ